ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာတရုတ်နိုင်ငံရဲ့လျှို့ဝှက်စစ်ကမ်းများရှိနေပြီလောတောင်အာရှဒေသမှာအိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံကြားတင်းမာမှုများဖြစ်ပွားပြီးဘင်္ဂလားဒေ့ရှ်တရုတ်နိုင်ငံတို့ပါဝင်ပတ်သက်လာခဲ့ပါတယ်တချိန်တည်းမှာပဲဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့လက်ရှိယာယီအိမ်ဆောင်ဆိုယာဖွဲ့အကြီးကဲမိုဟာမက်ယူနုစ်အားအမေရိကန်ပြည်ထောင်စုကိုထောက်ခံလိုလားသူတူဖြစ်ကြောင်းလည်းဝေဖန်လျက်ရှိကြပါတယ် တောင်အရှဒေသတွင်းမှာရှုပ်ထွေးနှံနေတဲ့အကြောင်းတရားများနဲ့နိုင်ငံရေးစစ်ရေးစီးပွားရေးကိစ္စရပ်များမှာအမေရိကန်ပြည်ထောင်စုကအနေကပ်စောင့်ကြည့်လေ့လာလျက်ရှိပြီးယခုအခါမှာတော့အများစိတ်ဝင်စားဖွယ်သတင်းတပုတ်ဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာတရုတ်စစ်ကမ်းများရှိနေပြီလို့ဆိုတဲ့သတင်းများထွက်ပေါ်လာပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနထောက်လှမ်းရေးအေဂျင်စီရဲ့ပြောကြားချက်များအရတရုတ်နိုင်ငံမှာရှိတဲ့တရုတ်ကောင်ဆောင်များဟာကမ္ဘာတဝန်းမှာစီရေးရနေမည်ချက်တွင်လုံမှုမရှိကြောင်းပြောကြားခဲ့တော်လဲကမ္ဘာနိုင်ငံအနှံ့ပြားမှာတရုတ်ဝက်အစီအမံများလှုပ်ဆောင်နေကြောင်းပြောကြားလာပါတယ်။ဘင်္ဂလားဒေ့ရှ်မြန်မာပါကစ္စတန်အရဆိုဝါများပြည်တော်စုကျူဘာကင်ညာ နိုင်ဂျီးရီးယားတီရီလင်္ကာစတဲ့နိုင်ငံတွေမှာမိမိတို့ရဲ့စစ်စခန်းများအခြေချနိုင်ရေးဩဇာလွှမ်းမိုးနိုင်ရေးအတွက်ဝေကြီးနှင့်စီရေးရ၎င်းတန်တမာရေးအရ၎င်းကျိုးပန်းဆောင်ရည်အရှိကြောင်းပြောကြားလာပါတယ်။တောင်တရုတ်ပင်လယ်အတွင်းမှာတရုတ်နိုင်ငံရဲ့စေအင်အားများတိုးချဲ့ ဖြန့်ကျက်ချထားသလိုတောင်အာရှဒေသအတွင်းမှာလည်းအင်အားလွှမ်းမိုးထားရန်တရုတ်နိုင်ငံကြံစည်မှုများစီမံမှုများရှိနေကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနထောက်လှမ်းရေးအေဂျင်စီရဲ့အစိုးရခန်းစာတရက်အရာသိရှိရပါတယ်။တရုတ်နိုင်ငံဟာအမေရိကန်ပြည်ထောင်စုနဲ့၎င်းရဲ့မဟာမိတ်များအကြားစိတ်သောတာကွဲလွဲအောင်စီလုံးညီညွတ်မှုပြက်ပြားအောင်စီစဉ်ဆောင်ရွက်နေကြောင်းသိရှိရပါတယ်။တိုင်ဝမ်ကျွန်းကိုပြန်လည်သိမ်းပိုက်နိုင်ရေးတောင်တရုတ်ပင်လယ်တွင်းစစ်အင်အားဖြန့်ကျက်ချထားရေးနှင့်တောင်အာရှဒေသတွင်းဝင်ရောက်ဆက်ဖက်ထိန်ချုပ်နိုင်ရေးကိုလှုံ့ဆော်ထည့်ရရှိကြောင်းသိရှိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းလက်ရှိအခြေအနေများအရယာယီအိမ်ဆောင်အစိုးရဖွဲ့အကြီးအကဲမိုဟာမက်ယူနုစ်နဲ့တမရော်ကာဂိုရီဦးစီးချုပ်အကြားသဘောထားကွဲလွဲမှုများပေါ်ပေါက်လျက်ရှိပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ်မှာအမေရိကန်ပြည်ထောင်စုနှင့်တရုတ်နှစ်နိုင်ငံတို့ရဲ့ပြည်အားပေးမှုများစိတ်ကြိုက်ချက်လျံကြိုးပမ်းမှုများလွှမ်းမိုးလျက်ရှိနေကြောင်းကိုလည်းထုတ်ပေါ်ပြောကြားလာပါတယ်။ လက်ရှိသိရှိရတဲ့သတင်းများအရတော့အမေရိကန်ကာကွယ်ဝင်ကြီးဌာနထောက်လှမ်းရေးအေဂျင်စီရဲ့အစီရင်ခံစာအရသိရှိရခြင်းဖြစ်ပြီးအဆိုပါသတင်းအားအကဲဖြတ်ခြင်းအ내ကောက်ခြင်းအတည်ပြုခြင်းများဆက်လက်ဆောင်ရွက်ရန်ကြံရှိလျက်ရှိသေးပါကြောင်းတင်ဆက်အပ်ပါတယ်။